ပြောင်းလဲသွားတဲ့အကြောင်းအရာတချို့ကြောင့်ဝင်းမုံရွှေကြီးကိုအလူမခံရဲတော့ဘူးလို့ဖွင့်ရလာခဲ့တဲ့အမေနွဲ့နွဲ့ဆန် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Sales Insider Page ကနေပြီးတော့ခြေသေးပြန်လည်ကြိုဆိုလိုက်ပါရရှင်။အမေနွဲ့နွဲ့ဆန်းကတစ်ချိန်လုံးကမင်းသမီးနေနဲ့တရုတ်ဆောင်ခဲ့တယ်လို့အသက်ရလာတဲ့အချိန်မှာလည်းအဖွားဇဝင်ကန်းနေရနေတရုတ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဝင်းမုံရွှေတို့နဲ့ဆိုလဲဇက်ကားရီအများကြီးတွဲဖက်ရိုက်ကူးနေခဲ့ပူပါတယ်။အမေနွဲ့နွဲ့ဆန်းကအခုလက်ရှိအချိန်မှာဇက်ကားလည်းတိတ်မရိုက်ရတော့ပဲနဲ့ရှိတဲ့ဂေဟာအိမ်ပိုင်ကြီးကိုတောင်းရောင်းချဖို့လုပ်နေခဲ့တာပါ။ဘဝတူအဖွားအရွယ် ်အမေအိုသရုပ်ဆောင်လေးကိုသူမအိမ်မှာပေးနေထားခဲ့တာဖြစ်ပြီးတော့ထုတ်ရောင်းဖို့လုပ်နေခဲ့တာဖြစ်ပါတယ်။ရောင်းမထွက်တာကြောင့်အိမ်ဟောင်းကြီးကိုပြုပြင်မဲ့အချိန်မှာတော့ပြုပြင်ဖို့စရိတ်ကမရှိပါဘူး။ဂျန်တဲ့အရာတွေကိုမပြုပြင်မဲ့ထားလို့ရပေမဲ့မကြခင်မှာမိုးရသည်ရောက်တော့မှဖြစ်တဲ့အတွက်အမေနဲ့ဆန်းကအိမ်ခေါင်မိုးပြင်ဖို့တာဆူနေတာဖြစ်ပါတယ်။ ိမ်ခေါင်မိုးပြင်ကျင်ပေမဲ့လည်းအမေနွန်းနဲ့ဆမ်းမှာငွေကြေးရအလုံးလောက်မရှိပါဘူး။ဒါကြောင့်မို့ဝမ်မုံရွှေရင်နဲ့ကားရိုက်ဆုံတဲ့အချိန်မှာအမေနွန်းနဲ့ဆမ်းကအိမ်ခေါင်မိုးပြင်ဖို့အတွက်ပူဇာခဲ့ပါတယ်။အိမ်ခေါင်မိုးပြင်ဖို့သိန်းရတော့ဟို တကယ်ဟိုပဲ35သိန်းလောက်ကုန်ကြမယ်ဆိုပြီးတော့အမေနဲ့ဆန်ကထင်မှတ်နေတာဖြစ်ပါတယ်။ဝမ်မုံရွှေကြီးကိုလည်း35သိန်းကုန်ကြမယ်ဆိုပြီးတော့အလူခံခဲ့တာပါ။ဒါပေမဲ့လက်သမားတွေကိုမေးကြည့်လိုက်တဲ့အချိန်မှာ35သိန်းမကပဲပို့ပြီးတော့ကုန်ကြမလို့ဖြစ်နေခဲ့တာပါ။ခေါင်မိုးအားလုံးကိုပြုတ်ပြင်မယ်ဆိုရင်သိန်း600ကျော်လောက်အထိကိုကုန်ကြမယ်လို့သိလိုက်ရပါတယ်။ဝမ်မုံရွှေကြီးက35သိန်းကုန်ကြမယ်လို့လှူမယ်လို့ပြောထားခဲ့ပေမဲ့သိန်း600ကုန်ကြတဲ့အချိန်မှာအမေနဲ့ဆန်ကအလူမခံရဲတော့ပ ါဘူး။ဒိန်600ကျော်ဆိုတဲ့ပမာဏကမနည်းလာတာကြောင့် ဝမ်မုံရွှေကြီးကို အလူမခံရဲပဲဖြစ်နေတာပါဝမ်မုံရွှေကြီးကမငင်းပေမဲ့လည်းသူတို့ကိုယ်တိုင်ကအလူမခံရဲတော့တာပါဒါကြောင့်မို့လဲအိမ်ခေါမိုးပြင်စရာရှိတာတွေကိုခေါမိုးကတ်တဲ့တိတ်နဲ့အကုန်လုံးလိုက်ကတ်ထားလိုက်ပါတယ်တအိမ်လုံးကိုကတ်ထားလိုက်တာကြောင့်ဒီနေ့မိုးရင်းမှာတော့မိုးရုံမဲ့ပြဿနာတွေမရှိနိုင်တော့ပါဘူးအမေနွဲ့ဆန်းကအလူခံကျင်တဲ့အကြောင်းကိုဝမ်မုံရွှေကြီးကိုအတိမပေးခဲ့ပေမဲ့လည်းတနိုင်ကန်လုံးသိအောင်အင်တာဗျူးကနေပြောပြလာခဲ့တာပါဒါကြောင့်မို့ဝမ်မုံရွှေကြီးလည်းအင်တာဗျူးကိုကြည့်ပြီးတော့အလူ ူခံမဲ့အကြောင်းကိုသိရှိသွားလောက်ပါပြီ။တွယ်ဝိုက်တဲ့နေနဲ့အလူခံတာဆိုပြီးတော့တချို့ကလည်းစားနောက်နေကြတာဖြစ်ပါတယ်။အမေနွဲ့နွဲ့ဆန်းကသူ့လိုဂျန်နာရီကိုအင်တာဗျူးကနေအလူခံတဲ့အပေါ်မှာတချို့ကလည်းဝေဖန်နေကြတာဖြစ်ပါတယ်။ ဒါအပြင်ဝင်းမုံရွှေရီကိုမကြကနအလူခံနေတဲ့အပေါ်မှာအပြစ်တင်တာတွေလည်းရှိပါတယ်။ဝင်းမုံရွှေရီကတော့သူတနိုင်တာတွေကို အမြဲတမ်းလှူနေကြတာပါ။အလူလာခံတိုင်းလဲလှူနိုင်သမျှကိုလှူပေးနေကြတာဖြစ်ပါတယ်။ဝင်းမုံရွှေရီကကိုနိုင်ဖြိုးကျော်လိုတတိကျတတိနဲ့ချမ်းသာပြီးနောက်ပိုင်းမှာငွေတွေကိုအလူတန်းအတွက်အဓိကအသုံးပြုလာခဲ့တာပါ။တနင်္ဂနွေနေ့တိုင်းလဲခင်မုံဖြစ်သူကိုခေါ်ပြီးတော့ဘုံကြီးချောင်းသွားပြီးတရားအားထုတ်နေကြတာဖြစ်ပါတယ်။ဝင်းမုံရွှေရီရဲ့ဘဝကအလူတန်းနေနဲ့ကိန်းဝေပြီးတော့ ျန်းလို့နေခဲ့ပါပြီ။ဝုံမုံရွှေကြီးကိုအလူခံဖို့အားနာတာကြောင့်အင်တာဗျူးကနေတိုင်းသိပြည်သိပြောလာခဲ့တဲ့အမေနွဲ့နွဲ့ဆန်းအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။